Hello ဒီနေ့တော့ဒီရက်ပိုင်းမှာ Netflix မှာထွက်ထားတဲ့ Frankenstein ရုပ်ရှင်ကြောင်းပြောပြပေးမယ်เนาะအခုနောက်ပိုင်းမှာလေဒီရုပ်ရှင်နေရလေနာမည်ကြီးထားတဲ့ဇာတ်လမ်းတွေကိုပြန်ပြန်ပြီးတော့ remake တွေလုပ်တာရယ်အများများတယ်ဗောနော် တော့ပို့အတွက်ဆိုတော့ဒီ original ဇလံ idea နဲ့ရုပ်ရှင်တွေကိုပဲမြင်ချင်လာတဲ့စိတ်မျိုးဖြစ်မိတာပေါ့နော် remake တွေကတကယ်ရောလိုအပ်လားဆိုပြီးတော့စဉ်းစားမိတာပေါ့နော်ဒါပေမဲ့အခုဒီ Guillermo del Toro ရိုက်ထားတဲ့ Frankenstein remake ကိုကြည့်လိုက်တဲ့အချိန်မှာတော့ or remake ဆိုတာဒီလိုမျိုးလုပ်သင့်ပါလားဆိုတဲ့အတွေ့အမျိုးဝင်သွားမိတဲ့အထိဒီဇလံလေးကတော်တော်သဘောကျစရာကောင်းတယ် Frankenstein ဆိုတာလူတိုင်းအသေးစိတ်မသိကြရင်တော့မှဒီကြာပူနာဝရှိတဲ့ခနဝင် Monster Story တခုပေါ့နော်အခုပွဲဒီဗီဒီယိုလေးမှာအမူရင်း Frankenstein ဇာလံအကြောင်းနေ ပြီးတော့ဒီဇာလံကိုရေးသားခဲ့တဲ့စာရေးသူအကြောင်းနဲ့အခုဒီ2025ခုနှစ်ရုပ်ရှင်အကြောင်းလေးတွေပြောပြပေးသွားမယ်နော်ဒါတော့ပွဲလက်ထောက်လေးပေါ့ဘေးနားမှာအတန်နေစုညောင်လောက်ပြီးရှုပ်နေလို့ဖမ်းထားတာပါကဲတော့အရင်ဆုံးဒီဇလန်းကိုရေးခဲ့တဲ့စာရေးဆရာမ Mary Shelley အကြောင်းပြောပြပေးမယ် သူကဒီဝတ္ထုကို1818ခုနှစ်သူတန်22နှစ်မှာရေးခဲ့တယ်။အဲ့ခေတ်တုန်းကဆိုလို့ရှိရင်ယောက်ျားတွေကပဲနေရာတကာမှာနေရာရတဲ့အော်လွှမ်းမိုးနေတဲ့အော်ဦးစားပေးခံရတဲ့အချိန်ပေါ့နော်။ဒါပေမဲ့အဲ့အချိန်မှာဒီ22နှစ်ပဲရှိတဲ့မျိုးသမီးလေးတယောက်ရေးခဲ့တဲ့ Gothic Story ကတော်တော်လေးကိုထူးခြားပြီးတော့နာမည်ရမ်းကြီးခဲ့တယ်ပေါ့နော်။ညတော့ပါဘူး။သူကတော့ ိုင်ကစ်ကခေါင်းသစ်ဇလန်းနေဆိုတာဒီထိမ့်တန်သေးဖို့ပုံစံမျိုးပဲရေးကြတာများတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ဇလန်းမှာဆိုလို့ရှိရင်အာဒီ science fishing bag ကိုလည်းတွားတယ်တော်တော်လေးကိုခင်းရှိပြေးပြီးတော့အတွေးခေါ်ဆန်းလေးတွေနဲ့အာဖန်တီးထားတာတွေ့ရတယ်ပေါ့နော်ပြီးတော့ကြတော့အဲ့မှာ romance တွေလည်းပါတယ်ပြီးတော့ဒီခန်းစားချက်တွေကိုအတွေးခေါ်ပြီးပေးနိုင်တဲ့အရေးသားတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်ဒီလိုဓာတ်ဖြစ်တဲ့ဇလန်းတစ်ခုကို22နှစ်အရွယ်မိန်းကလေးတယောက်ကဘယ်လိုခေါ်ဟားရည်နဲ့ရေးနိုင်သွားတာလဲ။ ူဘွားကိုကြည့်မယ်ဆိုလို့ရှိရင်အရင်ကြီးတော့မချောမွေးခဲ့ဘူး။သူကချမ်းသာတဲ့မျိုးရိုးအဖြစ်ခဲ့ပေမဲ့ကြေကွဲစရာ tragedy ကြီး darkness တွေအများကြီးရှိခဲ့တယ်။ ဖရန်ကန်စတိုင်းဆက်လန်းရဲ့ဗစ်တာဆက်ကောင်နေရာမှာသူ့ကိုမြင်ရတယ်လို့မျိုးမွန်စတာရဲ့နေရာမှာလည်းသူ့ဘွားရဲ့ငွေသက်တွေကိုခံစားရတယ်။ဒါရင်မကသေးဘူးအလစ်စဘက်ရဲ့ဆက်ကောင်ဆိုလို့ရှိရင်လည်းသူ့ရဲ့ twin စိတ်တွေကိုအတိုင်းအတာတစ်ခုထိပေါ်ပြထားတာကိုတွေ့ရတယ်။မယ်ရီကိုမွေးပြီးတော့17ရက်ပဲရှိသေးတယ်။သူ့မိအားဆုံးသွားခဲ့တယ်။သူ့ဖေရဲ့ပြုစုပျိုးထောင်မှုနဲ့သူကကြီးပြင်းလာရတယ်။ဒါပေမဲ့သူ့ဖေနဲ့သူကလည်းအရင်ကြီးတော့အဆင်ပြေလာတာမဟုတ်ဘူး။ 1814ခုနှစ်ကျတော့သူ့ဖေရဲ့ follower တယောက်ဖြစ်တဲ့ Percy Shelley ဆိုတဲ့အိမ်ဆောင်တဲ့ကဗျာဆရာတယောက်နဲ့သူကြိုက်သွားခဲ့တယ်ပေါ့နော်။အဲနောက်ပိုင်းမှာကိုဝင်ရှိလာပြီးတော့ကလေးရတော့ဖတ်မတင်ခဲ့ဘူး။1816ခုနှစ်မှာတော့ Percy ရဲ့မိန်းမကသူ့ဘုသူတက်တည်သွားတဲ့နောက်မှာသူတို့နှစ်ယောက်လက်ထပ်ခဲ့ကြတယ်။အဲနောက်မှာသူတို့ကလေးနှစ်ယောက်လောက်မွေးပြီးတော့ဆုံးသွားသေးတယ်။ 1818မှာတော့ဒီ Frankenstein ဝတ္ထုထွက်လာတာပေါ့နော်အဲ့တော့ပြောရလို့ရှိရင် Mary Ward မှာကြုံခဲ့ရတဲ့ loss တွေက Frankenstein နဲ့ Victor ရဲ့ motivation ကိုပေးခဲ့တယ်လို့ပြောလို့ရတယ်။ဒီစာအုပ်ကသူခေတ်ခါမှာတော်တော်လေးလွန်မှုမှုရှိတဲ့ခဏဝင်စာပေတစ်ခုဖြစ်လာတယ်။နောက်ပိုင်းမှာလည်းဒီ Frankenstein ဇလံအောင်ခြေခံထားတဲ့ရုပ်ရှင်တွေမှာမကြီးမတွက်နိုင်အောင်ထွက်လာခဲ့တယ်။ အဲ့တော့အခုချိန်မှာဒီ Hans Librit တို့ Pinocchio တို့ Shape of Water တို့စတဲ့ရုပ်ရှင်တွေကိုရိုက်ခဲ့တဲ့ Mexican director Guillermo del Toro ကဒီရုပ်ရှင်ကိုပြန်ရိုက်တော့မယ်ဆိုတဲ့ချိန်မှာတော့ပရိသတ်တွေကတော်တော်လေးရှင်ခုန်ခဲ့ရတယ်။သူ့လက်ရာတွေကြည့်နေကြသူတွေဆိုလို့ရှိရင်တော့သူ့ရဲ့ visual ကျန်းစာရေးတွေစိတ်ခံစားချက်ကိုဖော်ကျူးတဲ့ဇလန်းဖွဲ့ပုံတွေမူရင်းဇလန်းကိုသူ့ရှူထောင့်နဲ့ပြန်ပြီးတော့ဒီဆောက်တဲ့ပုံတွေကိုသိကြမှာပေါ့နော်။ အခုလည်းသူကမူရင်းအနှစ်သာရအောင်မပြောက်ပဲနဲ့ Frankenstein ကိုချူတော့အမြင်တက်တခုနဲ့ရိုက်ပြသွားတာကိုတွေ့ရတယ်။သူ့ရဲ့ဇလန်းမှာဘသူက monster လဲဆိုတာထက် monster ဆိုတာဘာလဲဆိုတဲ့ perspective ကိုပါတွေးခေါ်နိုင်အောင်လို့ဖန်တီးပေးထားတာတွေ့ရတယ်။ပထမအောင်ဆုံးပြောရရင် Victor ပေါ့နော်။ ဝိတုထဲမှာသူက math scientist တယောက်ပေါ့နော်။သူကသေခြင်းကိုတွန်းလှန်နေတဲ့စိတ်အယမ်းရှိတယ်။အဲ့ဒါကိုသူလုပ်ပြီးတဲ့နောက်မှာသူဖန်တီးလိုက်တဲ့ monster ကိုသူပြန်ပြီးတော့သဘောမကျယုံရှာတဲ့စိတ်တွေနဲ့နှိမ့်ဆက်နိုင်ကျင်တာတွေဖြစ်လာခဲ့ပြီးတော့ပြဿနာတွေဖြစ်တဲ့ဇာလံမျိုးပေါ့။ဒါပေမဲ့ဒီရုပ်ရှင်ထဲမှာကြတော့ Victor ရဲ့ဓာရီဖြစ်ရတဲ့နောက်ွယ်ကအကြောင်းရင်းတွေအများကြီးဖန်တီးပေးခဲ့တယ်။သူငယ်ငယ်ကသူ့အမေကိုဆုံးရှုံးခဲ့ရတယ်။သူ့အဖေနဲ့အဆင်မပြေတာရှိတယ်။ သူ့ဖေကအရန်တော်တဲ့ဆရာဝန်ကြီးတယောက်ဖြစ်နေရမှာသူ့မိတပ်ကိုမခင်နိုင်ခဲ့တဲ့အတွက်သူကသူ့ဖေထက်တော်တဲ့သူတယောက်ဖြစ်ချင်တယ်။သူ့မိကိုဆုံးရှုံးခဲ့ရတာကိုမကျေနပ်တဲ့အတွက်တေချင်းကိုတော်လှန်မှုအတွက်သူကနီးလန်းနေရှာခဲ့တယ်။ သူတက်တော့အဲဇောတစ်ခုနဲ့သူစူးစမ်းလာခဲ့ပြီးတော့တကယ်တော့ monster ရဲ့အသက်ဝင်သွားတဲ့အချိန်မှာတော့သူလမ်းပြောက်သွားခဲ့တယ်။ဘာဆက်လုံးအောင်မသိတော့ဘူး။သူတက်တော့လည်းဒီလိုမျိုးလူတိုင်းကမဖြစ်နိုင်ပါဘူးလို့ပြောတဲ့ကိစ္စကြီးတစ်ခုဖြစ်တဲ့ဒီလူသေးကောင်ပိုင်းစားတွေကိုဖွဲ့စည်းပြီးတော့လူတယောက်လောက်ပြီးတော့အသက်ပြန်သွင်းတဲ့လောက်ရကြအောင်သူလုံနိုင်ခဲ့တာ။တကယ်တမ်းဆိုလို့ရှိရင်ဒီ monster ကိုဆက်ပြီးတော့ဘယ်လိုမျိုးပြုစုပြောထောင်မလဲဆိုတာကိုသူစူးစမ်းတဲ့နဲ့အရှုံးမပေးသင့်ဘူးပေါ့နော်။ဒါပေမဲ့သူငငယ်လေးကဖခင်မြစ်တာမရခဲ့ဘူး။ မှန်ကန်တဲ့နီလာနဲ့လည်းသူ့ကိုပြုစုပြောထောင်ခဲ့တာမဟုတ်တဲ့အတွက်ဒီမွန်စတာကသူ့သားတယောက်လိုဖြစ်လာတဲ့ချိန်မှာသူဘလိုမျိုးဒီမွန်စတာကိုထိန်းချောင်းမရမလဲဆိုတာသူမသိခဲ့ဘူးအားကြောင့်မို့လို့မွန်စတာကိုတတ်ဖို့အတွက်စူးစမ်းခဲ့နောက်ဆုံးမှာသူ့အတွက်အရေးပါတဲ့သူတွေအားလုံးဆုံးရှုံးမိတဲ့နောက်မှာမွန်စတာကိုသူ့သားတယောက်အနေနဲ့သူလက်ခံလာပြီးတော့သူ့ကိုခွင့်လွှတ်ဖို့တောင်းဆိုခဲ့ပြီးတော့ဆက်ပြီးတော့အသက်ရှင်ဖို့ခွန်အားတွေပေးခဲ့တယ် အဲ့တော့ Victor ကိုလူတွေမြင်မှာတော့ Monster တယောက်လို့မြင်နေပြီမဲ့သူ့ကိုလည်းတကယ်တမ်းဆိုလို့ရှိရင်တော့တနာစရာလူသားတယောက်နေနဲ့ပုံဖော်ထားတယ်။ Monster ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီဇလန်နဲ့မှာပို့ပြီးတော့နူးညံ့တဲ့ပုံစံနဲ့ပုံဖော်ထားတာကိုတွေ့ရတယ်။ဝိဓုထဲမှာဆိုလို့ရှိရင်သူကအမုန်းစိတ်တွေအများများပြီးတော့စမ်းတမ်းတဲ့တကယ် Monster ကြီးတယောက်ပေါ့နော်။ဒါပေမဲ့ဒီဇလန်နဲ့မှာကြတော့သူကလူလောကကိုလာဖို့အတွက်သူမတောင်းဆိုဘဲနဲ့ရောက်လာတဲ့တနာစရာခလေးတတာတတော်လေးတယောက်သူအတော်ဝင်ကားစားမှာ Victor ကိုပဲအာကိုတကြီးနဲ့ခင်တွယ်ခဲ့တဲ့သူ။ အလစ်ဇဘက်နဲ့တွေ့တဲ့အချိန်မှာမေတ္တာဆိုတာကိုသူစပြီးတော့ခံစားခဲ့ရတယ်။ Victor ကဒီရဲတိုက်ကြီးကိုမီးလောင်တိုက်သွင်းပြီးသူ့ကိုတတ်ဖို့စ조사တဲ့အချိန်မှာတော့မှသူ Victor ကိုအာကိုတကြီးနဲ့တကြောကြောအော်နေခဲ့တယ်။အဲနောက်သူလွတ်မြောက်သွားပြီးတဲ့နောက်မှာလူသားမိသားစုစီရောက်တဲ့အချိန်မှာသူကအဲ့မိသားစုဝင်ဖြစ်ချင်းခဲ့တယ်။ဒါပေမဲ့သူတို့တွေကိုအဝေးရနေတိုက်တိုက်လေးလေးလာရင်လည်းလူသဘောတဘာဝတွေကိုနားလဲတဲ့အတွက်ကြောင့်မို့လို့သူကအဲ့လူတွေမသိအောင်လို့ဘုံကွယ်ပြီးတော့ပဲသူတတ်နိုင်သလောက်ကူညီပေးခဲ့တယ်။ ညမမြင်ဖိုးကြီးနဲ့တွေ့တဲ့အချိန်ကျမှမိတ်ဆွေစစ်ဆိုတာကိုဘာလဲသူနားလည်ခဲ့တယ်ပြီးတော့အဲမှာသူပညာရေးသင်ယူခဲ့ရတယ်အဖိုးကြီးတည်သွားတဲ့အချိန်မှာတော့ဒေချင်းတရလွမြောက်ချင်းဆိုတာကိုသူနားလည်သွားခဲ့တယ်ဒါပေမဲ့ तू ကမတည်နိုင်ဘူးဆိုတော့သိရတဲ့အချိန်မှာတော့သူ့မှာထောက်ပံ့မရှိတယ်လို့မျိုးခံစားလာရပြီးတော့ဗစ်တာစီသွားပြီးတော့သူ့အတွက်အဖော်တယောက်လို့ဖန်တီးပေးဖို့အတွက်တောင်းဆိုခဲ့တယ်ဒါပေမဲ့ဗစ်တာညင်းလိုက်တဲ့အချိန်မှာတော့မျောလင်းချက်မဲ့သွားတဲ့သူ့ဘဝကြီးအတွက်ဗစ်တာကိုရန်ညှိုးတွေထားပြီးတော့သူတို့တွေပြဿနာတွေတတ်ကြတယ် နောက်ဆုံး Victor သူ့တောင်းပန်ပြီးတော့ထေသွားတဲ့ချိန်မှာတော့သူထေဖို့မကြိုးစားတော့ဘဲနဲ့ဆက်ပြီးတော့ရှင်သန်မှုကြိုးစားတော့မယ်သူ့ရဲ့မျောလင်းချက်တွေကိုတွေ့ရတယ်။ Guillermo del Toro ရဲ့ဒီ Frankenstein မှာ Monster ဆိုတာဘာလဲဆိုတာတော်တော်လေးတွေးခေါ်လူကောင်းလို့ရိုက်ပြသွားတာကိုတွေ့ရတယ်။ Mary Shelley ရဲ့ Dark ဖြစ်တဲ့ဇလန်းနေရနေပြီးတော့ character ရဲ့ deep ဖြစ်တဲ့ခံစားချက်တွေကိုဆွဲထုတ်ပြသွားတယ်။ Cinematography ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူကဒီပကြီကားဆန်ဆန် scene တွေမဟုတ်ဘူး၊ရွံစရာ scene တွေလည်းတွေ့ရတယ်။ ီလောကကြီးရဲ့ beauty နဲ့ ugliness ပေါ့နော်အလှပနဲ့အကျဉ်းထန်မှုကိုသူကအဲ့နှစ်ခုရဲ့ contrast ကိုပေချာလေးရိုက်ပြသွားတာမြင်ရတယ်။ဒါကလည်း Guillermo del Toro ရဲ့ super power လို့ပဲပြောရမှာပေါ့နော်။ ဒါပေမဲ့ဒီဇလန်ကဝိထုနဲ့တော်တော်ကွဲနေတဲ့အချက်တွေတော့အများကြီးရှိတယ်။ဝိထုရဲမှာ Victor ရဲ့တငယ်ချင်း Henry Clover ဆိုတဲ့လူတယောက်ပါတယ်ပေါ့နော်။ဒီထဲမှာတော့အတယောက်မပါဘူး။ပြီးတော့ဝိထုရဲမှာ Hollander မပါဘူး။ဇလန်နဲ့မှပါတယ်။ဝိထုရဲမှာအာမျက်မမြင်လူကြီးကမသေးသွားဘူး။ဇလန်နဲ့မှဒီလူကြီးသေသွားတာကြောင့်ပဲ Victor ရဲ့အာဒီတည်ခြင်းပေါ်မှာရှိတဲ့အမြင်တွေကဘယ်လိုမျိုးဘယ်လောက်ထိပို့ပြီးတော့လေးနက်သွားလဲဆိုတာကိုရိုက်ပြသွားတယ်။ အဓိကကွဲပြားဆုံးကတော့ Elizabeth ပဲငွေထုထဲမှာဆိုလို့ရှိရင် Elizabeth ကအာ Victor နဲ့ engage လုပ်ထားတာပေါ့နော်။ तू က Victor မှာဒီ secret monster ရှိနေဆိုတော့လည်း तू မသိဘူး။မင်္ဂလာဆောင်နေ့မှသာ monster ကိုစပြီးတော့မြင်မှုတာဖြစ်တယ်။ အဲ့တော့ပြောရရင်ဇလန်နဲ့ကလို Elizabeth နဲ့ Monster ရဲ့ဂျာရီက relationship မရှိဘူးပေါ့နော်ဝိထုထဲမှာဝိထုထဲမှာဘယ်လိုမျိုးလဲဆိုတော့ဒီ Monster ကြီးက Victor ကိုသူ့အတွက် female အဖော်ဖန်တီးခိုင်းနေပေါ့နော်အဲ့တော့ Victor ကမလုံချင်ပေမဲ့သူမလုံဆန်နိုင်လို့လုပ်ပေးတယ်ဒါပေမဲ့လုံနေတဝမှာမှဖြစ်လာမယ့်အကျိုးဆက်တွေကိုသူပိုကြောက်လာပြီးတော့သူ့ရဲ့ဖန်တီးမှုဖျက်ဆီးလိုက်တယ်အဲ့ဒီအချိန်မှာ Monster ကအရန်စိတ်ဆိုးသွားပြီးတော့ဒီ Victor ရဲ့မင်္ဂလာဆောင်မှာ Victor ရဲ့သူတို့သမီးဖြစ်တဲ့ Elizabeth နဲ့ Victor ညီ William တို့ကို လာပြီးတော့တတ်ခဲ့တယ် ဒီဇလန်နဲ့မှာတော့ Elizabeth ကပို့ပြီးတော့အရေးပါတဲ့ character တယောက်အနေနဲ့မြင်ရတယ်။သူက insect တွေကိုသဘောကျပြီးတော့လေးလာနေသူတယောက်ဖြစ်တဲ့အတွက်ဒီ monster ကိုတွေ့တဲ့အချိန်မှာလည်းကြောက်လန့်မှုမရှိခဲ့ဘူး။ monster ကိုလူလို့မြင်ခဲ့တဲ့ပထမဆုံးသူတယောက်လည်းဖြစ်တယ်။သူတို့နှစ်ယောက်ကြာမှတန်ယုံစင်တွေ့လာခဲ့ကြတယ်။ဒီ plot ချိန်ကြောင့်ပဲ monster ကပို့ပြီးတော့နူးညံ့တဲ့ version တစ်ခုဖြစ်လာခဲ့တယ်။ဒါရင်မကသေးဝိထုထဲမှာ monster က Victor စီကနေပြီးတော့တောင်းပန်စကားမကြားခဲ့ရဘူး။သူရောက်တဲ့အချိန်မှာ Victor ကတည်နေပြီး အားကြောင့်မို့လို့သူကသူ့ကိုယ်သူတက်တယ်မလို့ပုံစံမျိုးနဲ့ထွက်သွားတာနဲ့ဆုံးသက်သွားတာပေါ့နော်တကယ်သေးွားလားမသေးွားလားဆိုတာတော့မပြောသွားဘူးရုပ်ရှင်ထဲမှာကတော့ဒီနောက်ဆုံးမှာစာလန်းထိုးသွားတယ်နှလုံးသားနေကြည်ခွဲသွားပြီးမယ်ဆက်ပြီးတော့အသက်ရှင်အောင်မယ်ဆိုတဲ့စကလုံးလေးကတော်တော်လေးရင်ထဲကိုထိတယ်ပေါ့နော် ဒီ monster ရဲ့ဘဝကြီးကသူဘယ်လိုမှသေလို့မရတော့ဘူးသူ့မှာဖော်လည်းမရှိတော့ဘူးသူရှေ့ဆက်သွားတဲ့ဘဝမှာလူတွေကသူ့အသွင်ပြင်ကြောင်းသူ့ကိုအမြဲတမ်းနှိမ်ကြတာတွေကြောက်လန့်တာတွေယွန်းယွန်းမုန်းတာတွေဖြစ်ကြအောင်မဲ့ဆိုတော့လေသူတိနေတယ်ဒါပေမဲ့အမုန်းတရားတွေနဲ့သူရှေ့မဆက်ပဲနဲ့သူတတ်နိုင်သလားလူတွေကိုကူညီပြီးတော့အသက်ရှင်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုတော့မြင်ရတယ်အားကြောင့်မလို့နောက်ဆုံးမှသူတင်မောကြီးကိုတွန်းထုတ်ပေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်ရှေ့ဆက်သူဘယ်လိုသွားမလဲဆိုတာကိုမြင်ရတယ် ီးတော့ကြတော့တချိန်ချင်းကြလို့ရှိရင်လည်းအလီဇဘက်တို့မျက်မမြင်ဖိုးကြီးတို့လို့သူ့ကိုလူလို့မြင်တဲ့သူတွေနဲ့လည်းသူတွေ့ရအောင်မယ်ဆိုတဲ့မျှော်လင့်ချက်လေးလည်းခံစားရတယ်ပေါ့နော်အဲ့တော့အချုပ်ပြောရလို့ရှင်ဒီရုပ်ရှင်က horror vibe မျိုးသွားတာမဟုတ်ဘဲနဲ့အာဒီခံစားချက်တွေတွေးခေါ်ရီဘက်ကိုပို့ပြီးတော့တားပေးထားတာကိုတွေ့ရတယ် ဖရန်ကန်စတိုင်းရုပ်ရှင်နောက်တကားလူသေးလားဆိုတော့မိငွန်းထုံးမီရပို့တော့တော့အာဒီလိုမျိုးရှူတော့နဲ့ရိုက်တာဆိုလို့ရှင်တော့လူတယ်လို့ပဲပြောရမှာပေါ့နော်အခုနောက်ပိုင်းမှာဒီ remake တွေတော်တော်လေးစိတ်ကုန်နေတဲ့ပို့အတွက်တော့အကောင်းမြင်စိတ်လေးဝင်လာအောင်လို့လုပ်ပေးနိုင်တဲ့ရုပ်ရှင်တကားလို့ပြောရမှာပေါ့တရုတ်ဆောင်တွေကလည်းတကယ်ကိုအစွမ်းကုန်စူးစမ်းထားတယ် make up တွေ costume တွေလည်းပြောစရာအောင်မလို့အဲ rating အနေနဲ့ဆိုလို့ရှင် IMDb 7.7 Rotten Tomatoes 85ရထားတယ်ဒီနှစ်အတွက်တော့ရင်းနှီးအထူးအဆောင်ရုပ်ရှင်တွေကတကားဖြစ်တယ်လို့ပြောရမယ်အဲ့တော့ uh viewer တွေရောကြည့်ပြီးကြပြီလားမြန်မာစာရန်ထူးကြည့်ကြနေဆိုလို့ရှိရင် တော့ပိုးရဲ့ inner circle membership လောက်ထားတဲ့ channel လေးတွေမှာတင်ပေးဖို့ရှိပါတယ် inner circle membership ကြောင့်တော့ပိုးဟုတလောတင်ပေးထားတဲ့ video လေးတွေရှိတယ်အဓိကကတော့မြန်မာစာရန်ထူးရုပ်ရှင်တွေ series တွေကြည့်ရမယ်ပြီးရောလို့ရှိရင်ပိုးဒီ channel မှာပျော်ပြနေကြ theme လေးတွေတရားပေါ့နော် horror mystery thriller fantasy အဓိကထားပြီးတော့မူရင်းအင်္ဂလိပ်စာအုပ်တွေဘာသာပြန်စာအုပ်တွေ comic book တွေအဲ့ဒါတွေတင်ပေးဖို့ရှိတယ်ပြီးရော game တွေ software တွေ free ကူးပေးတယ် game set တွေ အော် PC တွေဆင်တဲ့အခါကြလို့ရှိရင်လည်းခမဲ့လာတိုင်းမင်လို့ရတယ်။အော်ပြီးတော့ကြတော့ဘူအခုရောင်းနေတဲ့စာအုပ်လေးတွေ5% off ပေးတယ်။အော်နောက်ထပ် product တွေထုတ်ဖို့ရှိရဲအဲကြရင်လည်း discount တွေထပ်ရမယ်ပေါ့နော်။ပြီးတော့ကြတော့ဘူတို့အပြင်မာတွေစုံရပြီးတော့အော် game ကစားတာလေးရုပ်ရှင်တူတူကြည့်ရလေးစတဲ့ event လေးတွေလည်း season ပြီးတော့ဖို့ရှိရဲ ပို့ချန်နေရလေအစာရောကတော့ဒီလူလူကြိုက်နေတဲ့အကြောင်းတွေပဲပို့အများအားပြောရပေါ့နော်အခုထိလဲဒါပေမဲ့အစာရောကတော့အာလူလူနည်းနည်းပဲရှိလဲကိစ္စမရှိဘူးဆိုပြီးတော့ဆလောက်ခဲ့တာပေါ့နော်ဒါပေမဲ့ရေရှင်ရက်တီပို့ကြတော့ viewer ရဲ့ support တွေအများကြီးလိုအပ်တယ်ဗီဒီယိုလေးတွေနှမြနဲ့မြင်မြန်တည်မြင်နိုင်မှုအတွက်နောက်ပိုင်းမှာပို့တယောက်တည်းမနိုင်တော့တဲ့အတွက်အာ editor တွေခေါ်ဖို့ဒီဒီအာ PR ကိစ္စလောက်တာတွေအခုဆိုလို့ရှင်လဲဒီ channel ကိစ္စလောက်တာတွေပို့မှာ collaboration လောက်တာတွေလူလူငှားခေါ်ရတာရှိရယ်ပေါ့နော် အားကြောင့်မို့လို့ဒီ membership season လေးကိုဘူကလှုပ်ထားတာဖြစ်တဲ့အဲ့တော့ဒီ community လေးရေရှည်ရည်တည်နိုင်ပြီးတော့ပိုဖန်ပြီးကျင်တာတွေနောက်ထပ်အများကြီးထပ်ပြီးတော့ဖန်ပြီးနိုင်အောင်လို့ viewer ရဲ့ support တွေကိုလည်းအများကြီးမျှော်လင့်နေပါမယ်လို့ပြီးတော့ပိုဒီမှာအမြင်မတင်ဖြစ်ပေမဲ့ Facebook တွေ TikTok တွေမှာတော့တင်ပြီးရယ်ပေါ့နော်ဒီထပ်ပို့ပြီးတော့ daily update လေးတွေလုပ်ပေးနေရရှိတယ်နောက်ထပ်လည်းပို့ပြီးတော့တင်သွားဖို့ရှိတယ်အာဒါပေမဲ့ပို့ Facebook က restrict ထိတာလို့ပေါ့နော် reach ကလုံးဝမရဘူးဖြစ်နေအားကြောင့်မို့လို့ Facebook မှာလည်းသွားပြီးတော့ဝင်ရင်ပြီးကြပါအောင်လို့ Facebook page လေးမှာတင်တာလေးတွေကို like လေး share လေးတွေလုပ်ပေးကြပါအောင်လို့တောင်းဆိုပြရစီရှင် ပြင်ညာချာတခုလည်းရှိတယ်အဲ့ဒါကတော့လက်ဆောင်အစီအစဉ်လေးပေါ့နော်အော်ပိုးရဲ့ဂျီဝါရီကပိုးတောက်လျှောက်ဘာလို့လို့အားပေးလာတဲ့အတွက်ကျေးဇူးတုံ့ပြန်ခြင်းနဲ့အော်ပြီးတော့မကြခင်လဲပိုးရဲ့ channel က subscriber 2000ပြည့်တော့မှဆိုတော့အဲ့ဒီအတွက်လည်းကျေးဇူးတင်ရင်လို့ပါအဲ့တော့အခုပိုးရဲ့ဒီ inner circle membership အကြောင်းပြောထားတဲ့ video လေး Facebook မှာတင်ထားတယ် link လေးလည်းပို comment မှာပေးထားမယ်အဲ့ post လေးကို like and share လေးလုပ်ပြီးပြီးတော့ comment မှာလာပြီးတော့ screenshot လေးရေးကြပါအဲ့လာရေးကြတဲ့သူတွေထဲက3ယောက်ကိုပို silver membership လေးလက်ဆောင်ပေးချင်လို့ပါအော်နိုဝင်ဘာ ာလာကုန်ကြလို့ရှိရင်ဘယ်သူရလဲဆိုတာကြီးညာပေးပြီးတော့ဒီဇင်ဘာတရက်နေ့မှာ membership စတဲ့သူတွေနဲ့အတူတူ member ထည့်ပေးမယ်ပေါ့နော်။အားလုံးပို့တက်နိုင်တဲ့ဘက်ကနေ support အနေနဲ့ပို့ရ post လေးကိုသွားပြီးတော့ like and share လေးလုပ်ပေးကြအောင်နော်ကျေးဇူးတင်ပါတယ်ဒီ video လေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ကိုကြိုက်တဲ့ထက်တူကြရတဲ့ဆိုရင် like and subscribe လေးလုပ်ပေးတော့ပါအောင်နော်နောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးတော့ပါအောင်ရှင်